ကျပောင်းကိုတောက်လိုက်တာငါပါဟဲ့နင့်မေပါနင့်ကဟောက်ကျပောင်းလေးတပွဲတော့မတတာဘူးလားဟင်အဲ့ကျပောင်းလေးရလေအဲ့ကျပောင်းရလေရှိရတယ်ဒါပေမဲ့အဲ့ဒီခန်းတော်တော့လေဟိုဒီပါတာလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ကွင်းမှာကြတော့အဲ့တယောက်တယောက်ပြီးတယောက်ပြောရမယ်မူရဲ့နောက်ပြီးတော့ဟိုသူပြောပြီးရင်ကိုပြောမယ် ဘယ်သူပြောပြီးဘယ်သူပြောရမလဲဆိုတာကြီးလိုက်မှန်နေတာရဲ့ item ထည့်တာရဲ့ဆိုတော့ဟိုအဲ့လောက်ရည်စရာမကောင်းဘူးပေါ့နော်တကယ် drama လို့ရိုက်ရတာ哦အဲ့မဲ့ဒီမှာကျတော့အဲ့ drama ကြီးဟာတာကြီးလို့ဖြစ်ငါပိုင်အနာခံမင်းမွေးထားတာငါမားတာနင်းကိုမွေးထားတာဝိုင်းရဆက်တယ်တရားဦးတိလားအမှန်တော့တယောက်နဲ့တယောက်နားလဲမူလွဲတာပေါ့နော်အဲ ဟိုရောက်ခမကိုလည်းကို့အမေလို့သဘောထားမယ်ရောက်ခမကလည်းချွေးမလေးကိုကိုသမီးလေးလို့သဘောထားမယ်ကိုသားကိုချစ်တယ်လို့ပဲကိုသမီးလေးကိုလည်းတန်းတူချစ်ပေးမယ်ဆိုရင်ရောက်ကမနဲ့ချွေးမနဲ့မတည့်ဘူးဆိုတဲ့ပြဿနာပေါ်လာနိုင်စရာအကြောင်းမရှိဘူးလေအခုကအဲရောက်ကမကလည်းတားမတာအဲအသာလွဲဘူးမှမချစ်နိုင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အာချွေးမလောက်တဲ့သူကလည်းသူ့သားကိုပဲချစ်တယ်ငါ့ကိုမချစ်ဘူး ဲ့တော့ငါလည်းသူ့ကိုမချစ်နိုင်ဘူးသူ့သားကိုပဲငါရွေးပြမယ်ဆိုတဲ့ဟာမျိုးတွေတရားနဲ့တရားအဲ့လိုအရွယ်လွန်သွားကြတာပေါ့နော်အဲအဲ့ဒါကြောင့်ရောက်ကမနေချွေးမှာတော်တော်များများမတင်ချာတော့မမြင်ဘူးကို့ဘေးမှာရှိတဲ့အတော်တွေဆိုလဲသူတို့မှာတမက်တွေရှိကြတယ်နော်ဒါပေမဲ့သူတို့ကသူတို့တမက်တွေအရန်ချစ်ကြတယ်ဟိုချွေးမှာရှိတဲ့သူကလည်းချွေးမှာကိုချစ်ကြတာပဲလေအမတို့ဆိုလဲအမအဖေမေတွေပါ ချွေးမတယောက်ရှိတာကိုမောင်လေးရှိတော့သူ့ကိုလည်းချစ်ပါတယ်အမတို့လည်းသူ့ကိုချစ်တယ်အဲရောင်မအောင်ပေါ့နော်အဲ့လိုပဲမက်ကလေးတယောက်ရှိတယ်ညီမလေးရဲ့ယောက်ျားလည်းအဲတအိမ်လုံးကလည်းချစ်တယ်အမတို့လည်းချစ်တယ်ဆိုတော့အတိအကျတော့အမကုနာလို့ပြောတာပေါ့နားလည်မှုလို့ထင်ပါတယ်အဲတယောက်နဲ့တယောက်အပြစ်မမြင်မဲနဲ့ကိုချင်းစာစိတ်ကလေးနဲ့ပေါ့နော်ဖြည့်ဆွက်ပြီးနားလည်ပြီးမယ်ဆိုရင်တယောက်နဲ့တယောက်မချစ်နိုင်စရာအကြောင်းမရှိဘူးလေ အခုကဒီကြီးတော့မှဒီလိုဇာတ်တွေကိုစီရောက်လာတာပေါ့နော်ငယ်ငယ်တုန်းကဆိုရင်အရန်အေးတဲ့ကာရက်တာမျိုးတွေတယုတ်ဆောင်ရတယ်အဟိုဖျားနေတာတို့စကားမပြောနိုင်တာတို့နေမကောင်းဖြစ်နေတာတို့သွေးကင်ဆာတို့အဲ့လိုမျိုးတော့အဲ့လိုကလည်းစဉ်းစားခဲ့မှုတွေ ငါအပြင်မှာအရန်တွတ်တယ်ပေါ့နော်တက်တက်မြက်မြက်အမအဲ့လိုမျိုးစကားပြောတတ်တော့ငါ့ကိုဘာကိုကြည့်ပြီးတော့သူတို့လူမမာပဲလှုပ်ခိုင်းနေတာလည်းမသိဘူးတက်မလားဟဲ့ညီမနှစ်ယောက်ဆိုလဲအမလေးမြင်းနဲ့ဖျားနေရယ်နေမကောင်းဘူးဟဲ့အဲ့လိုမျိုးနေစတော့လေငါကတော့အဲ့လိုစက်တွေပုံများခဲ့တယ်ဘလို့ကြည့်ပြီးတော့ကို့အဲ့တော့လာခားခဲ့လေတော့မသိဘူးပေါ့နော်တကတလေအရင်ရင်းနှီးတဲ့ try type ပါဆိုပြောမိတယ်။တမီးရွာကိုဘာလို့အဲ့နေရာကိုကြည့်ငှားတာလဲ။တမီးကအပြစ်မှာအဲ့လိုမဟုတ်ဘူး။ဆိုတော့ အဲ့လိုမျိုးငငယ်တော့အဲ့လိုဇက်ရုပ်တွေကြတော့အမပူပြီးတော့အာယုံဆိုက်ရတယ်ဘာဖြစ်လို့ကိုကအပြင်မှာအရန် attract ဖြစ်တဲ့သူဆိုတော့လေဟိုထဲမှာတအားညှိုးပြီးတော့လေအချိန်အပြည့်အနှွေးတယ်ဝေးပြီးတော့မျက်နှာလည်းဘာမှမလေးအဲ့လိုမျိုးတွေဆိုတော့လေလူကလေအရန်ကိုတောင်းလောက်ရတယ်ကိုကိုကိုလေးတလားအခုကြတော့ဒီအသက်ပဲကြာရလေဟာတက်မလား ့ဟိုအဲ့လို non story ပေါ့နော်အဲ့လိုပြောရတဲ့ dialogue တွေကအရမ်းများတယ်အဲ့တော့ဟိုခုတိုက်ရွေးရဆိုရင်တော့လေဟိုအမှဆိုဒီလိုဒလဆက် ပြောတာငယ်ငယ်တုန်းကပြောချင်တာဒီလားအခုအသက်ရွယ်မှာပြောခိုင်းတော့တခါတည်းကြလေပြောပြီးဖလှဖလှနဲ့မောနေနောက်တစ်စင်းရိုက်ဖို့တော်တော်အားယူရတယ်ပေါ့နော်อืมအဲ့လိုမျိုးလွယ်နေကြတာအေးဟုတ်တယ်အရွယ်နဲ့လေကာရက်တာတွေနဲ့လွယ်နေသလိုခံစားရတယ်ချက်ပါဟိုတောက်လိုက်တာငါပါဟဲ့ နင့်မေပါနင့်ဟောချက်ပေါင်းလေးတစ်ဖွဲတော့မတရာဘူးလားဟင်ချက်ပေါင်းလေးလေးပေါ့ဒါခုမေရကိစ္စအဲ့ချက်ပေါင်းလေးလေးအဲ့ချက်ပေါင်းရလေးရှိရတယ်ဒါပေမဲ့အဲ့ဒီခန်းတော့တော့လေဟိုဒီပါတာလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ကွင်းမှာကြတော့အဲ့တယောက်တယောက်ပြီးတယောက်ပြောရမယ်မှုရဲ့နောက်ပြီးတော့ဟိုသူပြောပြီးရင်ကိုပြောမယ် အဲဘယ်သူပြောပြီးဘယ်သူပြောရမလဲဆိုတာကြီးလိုက်မှတ်နေတာရယ်အိုက်တင်ထဲတာရယ်ဆိုတော့ဟိုအဲ့လောက်ရီးစရာမကောင်းဘူးပေါ့နော်တကယ်ဒရမာလိုရိုက်ရတာ哦အဲ့မဲ့ဒီမှာကျတော့အဲ့ဒရမာကြီးဟာသကြီးပဲ